2009 2010 2012 2013 2014 2015 2016 2017 2018 2019 2020သူကနေနည်းနည်းချလိုက်2013ပေါ့နော်သူကနေနည်းနည်းချလိုက်2018မှာပေါ့နော်အဲ့တော့နည်းနည်းချလိုက်နေမှာပေါ့နော်ကျွန်တော်တို့ဒီ break sheet ရဲ့ဆောင်မှာ break sheet လို့ရိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခွန်ကုန်းနောက်တွဲနှစ်ဦးမှာခွန်ကုန်းနောက်တွဲကြပြီးတော့သူကခွန်ကုန်းနောက်တွဲကြပြီး12ကြိမ်ဒီမှာဒါ3ကတ်မှာပေါ့နော်အမှန်တော့4ကတ်ရှိတာပေါ့နော်အရင်ကကျွန်တော်က3ကတ်နဲ့ပြလိုက်တဲ့အချိန်ကျတော့ဒီ2019မှာတကတ်ကျန်နေဆိုပြီးတော့ကျွန်တော်ဒါပြောတာရှိတယ်ပေါ့နော် အဲ့တော့ခုံကုနောက်တွဲနဲ့ကြာပြီးလဲ၁၂ချိန်နေမှာဒါ break ရှစ်ကြာတဲ့ line ကိုတော့ကျွန်တော်ဒါ၃ကတ်နဲ့ကျွန်တော်ပြခဲ့တယ်ပေါ့နော်လောလောဆယ်ကတော့အဲ့ဒီ break ရှစ်ကြာ cycle ကိုပဲကျွန်တော်အနေနဲ့ break ရှစ်မှာထိုးမယ်ဆိုရင်ဒီကနန်းလေးထိုးတင်တာပေါ့နော်အဲ့တော့2009 2010 2013 2014 2018ပေါ့နော်နည်းနည်း၆ line လေးဒီမှာကြည့်ကြည့်လိုက်ပါခင်ဗျာဒီမှာ break ရှစ်ရဲ့ဇောင်းမှာ तू က break ရှစ်လို့ရိုက်တယ်ပေါ့နော် break ရှစ်ရဲ့ဇောင်းမှာ तू ကနှစ်ပါတော့ break ရှစ်လို့ तू ကရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးတဲ့နဲ့အဲ့ ဒီ brake shift အဆောင်မှာ brake shift လိုရိုက်ပြရတယ်အဲ brake shift ကနေ၈နှစ်မြောက်သွားလိုက်ပေါ့နော်သူကနေ1 2 3 4 5 6 8 8နှစ်မြောက်သွားလိုက်ဒီ brake shift ရဲ့အဆောင်မှာထွက်ခဲ့တယ်ဒီ brake shift ကနေ1နှစ်လေးဆိုတော့ကနေဟာဒါသူ့ရဲ့၈နှစ်မြောက်မှာသွားသွားလိုက်ထွက်တယ်ပေါ့နော်အဲ့ကနဘလူးထွက်နေလဲဆိုရင်သူထွက်တော့မယ်ဆိုရင်သူ့ရဲ့ဘေးနားလေးမှာရှိတဲ့ဒီ brake shift ကနန်းတစ်ကွက်ပေါ့နော်သူ့ရဲ့ဘေးနားလေးမှာရှိတဲ့ brake shift ကဒါသူ့ရှေ့နှက်ကပေါ့နော် ဒီ684ဆိုတဲ့ကဏ္ဍကသူ့ရှေ့နှစ်ကဘရိတ်ရှေ့ကဏ္ဍဖြစ်တဲ့684ကိုဒီမှာ684လို့လာရိုက်ပြီးတော့မှသူ့ရဲ့ဘေးနားလေးမှာဘရိတ်ရှေ့ကဏ္ဍလေးဖြစ်တဲ့ဒီနှစ်နှစ်လေးသူ့ရဲ့ရှေ့ရှစ်နှစ်မြောက်ကကဏ္ဍကိုလာထွက်တယ်နော်ကျွန်တော်ပြောတာရှင်းမယ်လို့ထင်ပါတယ်နော်ဘရိတ်ရှေ့ရဲ့ဆောင်မှာဘရိတ်ရှေ့လို့ဖြစ်တဲ့သူ့ရဲ့နှစ်နှစ်ချပေါ့နော်ဘရိတ်ရှေ့ရဲ့ဆောင်မှာဘရိတ်ရှေ့လို့ဖြစ်တဲ့သူ့ရဲ့နှစ်နှစ်ချဘရိတ်ရှေ့ရဲ့ဆောင်မှာဘရိတ်ရှေ့လို့ဖြစ်တယ် အဲ့လိုဖြစ်ပြန်လဲ brake shift အဆောင်မှာ brake shift ထွက်ထားတဲ့ဒီ၄နှစ်နဲ့ဆိုတော့ကနား brake shift မူတောင်၈နှစ်မြောက်သွားလိုက်ပေါ့နော်အဲ့နှစ်ထဲမှာသူက၈နှစ်နေပြီပဲနော်အလုပ်လုပ်တယ်အဲ့နှစ်ထဲမှာ၈နှစ်မြောက်သွားလိုက်အဲ့နှစ်ထဲမှာ၂နှစ်လေးဆိုတော့ကနား brake shift အဆောင်၂နှစ်လေးဆိုတော့ကနားကဒါ light ထွက်တယ်ပေါ့နော်သူထွက်တော့မယ်ဆိုရင်လည်းသူ့ရဲ့ဘေးနားလေးမှာ brake shift ပဲခံထားတယ်အဲ့ brake shift ကလည်းသူ့ရှေ့နှစ်မှာထွက်ထားတဲ့ brake shift ဒီမှာ၈၆လေးကိုဒီမှာ၆၈လေးလို့ထုတ်ပြီးရချက်မှာသူ့ရဲ့ဘေးနားလေးမှာ၂နှစ်လေး brake shift ကိုထွက်တော့ထွက်တယ်နော်အဲ့ brake shift ကနားလည်းသူ့ရှေ့၈နှစ်မြောက်กว่าကနားပေါ့နော်ဒါတကတ်ပေါ့နော် ူကနေဒါနှစ်နှစ်ချလိုက်လို့ရှိရင်ကျွန်တော်2013 2014ရောက်သွားမှာပေါ့နော်အဲ့မှာလဲကျွန်တော်တို့ဒီ bridge ကဏ္ဍဒီ bridge ရဲ့ကဏ္ဍရဲ့အဆောင်မှာလဲနှစ်ပါတော့ bridge ကဏ္ဍလို့ပဲထွက်တယ်နော်နှစ်ပါတော့ bridge ရဲ့ကဏ္ဍလို့ဖြစ်ပြီးရတယ်ဒီ bridge အပေါ် bridge ဒီ bridge ရဲ့အဆောင်မှာ bridge ထွက်တယ်ဒီအပေါ် bridge ကနေမှာ1 2 3 4 5 6 9 8 10နှစ်မြောက်ကြီးလိုက်အဲ့နှစ်ထဲမှာဒီ bridge ရဲ့အဆောင်က bridge ကသူက light ထွက်တယ်နော် သူထွက်တော့မယ်ဆိုရင်လည်းဒါရှစ်တန်နေကြီးပဲပါပြီးတော့သူကကစားတာနော်သူထွက်တော့မယ်ဆိုလည်းသူ့ရဲ့ဘေးနားလေးမှာ brake shift လို့ပဲခံထားတယ်အဲ့ brake shift ကလည်းသူ့ရှိနှစ်ကကနန်း brake shift ပေါ့နော်ဒီမှာကုန်းချောင်းက brake shift ကို96 brake shift ဆိုပြီးတော့ကသူကအဲ့လိုခန်းပြီးရအကြမှာသူ့ရဲ့ဘေးနားလေးမှာထွက်တဲ့6ခွန်နဲ့ဆိုတာသူ့ရဲ့ရှစ်ရှစ်နှစ်မြောက်က shift brake ရဲ့ဇောင်းကနန်းပေါ့နော်အဲ့လိုလိုက်ထွက်ပြီးတာပေါ့နော်ဒါဒုတိယတက်ကတတိယတက်ကဒီကနေကျွန်တော်နှစ်နှစ်ချလိုက်လို့ရှိရင်ဒီမှာ၄၃တက်ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော် ၄၃တဲ့ရဲ့အဆောင်မှာလဲဒါနှစ်ပါတော့ဂရိရှိသူ့ရှိခဲ့တိုင်းမှာနှစ်ပါတော့ဂရိရှိလို့ထွက်တယ်နော်အလူထုတ်ပြရတဲ့သူကနေ၈နှစ်မြောက်ကြီးလိုက်ပေါ့နော်၁၂၃၄၅၆ခွန်၈ဆိုဒီနှစ်ထဲမှာသူက အဲ့ဒီ639နှစ်ပေါ့နော်ဒီဘရိတ်ရှေရဲ့ဇောင်းကဏ639နှစ်နှစ်ပါတော့ဘရိတ်ရှေကဏဟာသူ့ရဲ့ရှစ်နှစ်မြောက်မှာဒီနှစ်ထဲမှာဒါလာထွက်ရမယ်ပေါ့နော်သူထွေရင်ဘယ်ချိန်မှာထွက်မလဲဆိုလို့ရှိရင်သူ့ရဲ့ရှေ့ကတိုင်းမှာသူ့ရဲ့ဘေးနားလေးမှာဘရိတ်ရှေရဲ့လိုပဲကဏမယ်အဲ့ဘရိတ်ရှေကဏကလည်းသူ့ရှေ့နှစ်ကဘရိတ်ရှေကဏဖြစ်ရမယ်ဆိုတော့ဒီမှာ930ရာဒီမှာ930လို့ဒီ930ဒီမှာ933လို့လိုက်ထွက်ထားပြီပေါ့နော်အဲ့တော့သူ့ရဲ့ဘေးနားလေးမှာသူ့ရဲ့ရှေ့ရှစ်နှစ်မြောက်ကဒီကျွန်တော်တို့ဘရိတ်ရှေရဲ့ဇောင်းကဏပေါ့နော်ဘရိတ်ရှေရဲ့ ဆောင်းကနိုင်သူ့ရဲ့ရှေ့ရှင်းနှစ်မြောက်ကဒီ6တုံညာနဲ့ဆိုတဲ့ကနန်းလေးဟာဒီနားလေးကိုဒါလာနိုင်ပါရဲ့နော်လာနိုင်ပါလဲဆိုတော့တော်တော်လေးလဲကောင်းတယ်ပေါ့နော်ကျွန်တော်ပြန်ရှင်းပြမယ်နော် ဒီမှာကျွန်တော်တို့ဒီ brake ရဲ့အဆောင်မှာနှစ်ပါသော brake လို့ထွက်တယ်နော်။သူကနေနှစ်နဲ့ချလိုက် brake ရဲ့အဆောင်မှာနှစ်ပါသော brake လို့ထွက်တယ်။သူကနေနှစ်နဲ့ချလိုက် brake ရဲ့အဆောင်မှာနှစ်ပါသော brake လို့ထွက်တယ်နော်။အဲ brake ရဲ့အဆောင်မှာနှစ်ပါသော brake ကနန်းနေရ brake ကနန်းဖြစ်တဲ့အတွက်ရှေ့ရှေ့နဲ့ရေးလိုက်ပါနော်။ရှေ့ရှေ့နဲ့ရေးလိုက်လို့ရှိရင်အဲ့နှစ်ထဲမှာဒီ brake ကနန်းဟာနှစ်ပါသော brake ကနန်းလိုက်ထွက်တယ်။သူထွက်တော့မယ်ဆိုရင်သူ့ရဲ့ပင်သားလေးမှာ brake ရဲ့ click ခံရတယ်။အဲ brake ကနန်းလည်းသူ့ရဲ့ရှေ့နှစ်က brake ကနန်းပေါ့နော်။အဲ့လိုခံပြီးရကြမှာသူ့ရဲ့ပင်သားလေးမှာ ဒါကျွန်တော်တို့ဒီနှစ်ပါသော break ရှိကဏ္ဍကို၈နှစ်မြောက်လိုက်ရွှေ့တယ်ပေါ့နော်အဲ့တော့ဒီ break ရှိကဏ္ဍနေနှစ်နှစ်ချလိုက်ကျွန်တော်တို့ဒီမှာ break ရှိကဏ္ဍထွက်တယ်သူ့ရဲ့ဘေးနားလေးမှာလည်းဒါနှစ်ပါသော break ရှိကဏ္ဍထွက်တယ်ပေါ့နော် break ရှိရဲ့ဆောင်းမှာ break ရှိကဏ္ဍနှစ်ပါသော break ရှိကဏ္ဍထွက်ထားလို့သူကနေ၈၈နှစ်မြောက်ရေးလိုက်ပေါ့နော်၈နှစ်မြောက်ရေးလိုက်လို့ရှိရင်သူ့ရဲ့ဆောင်းလေးမှာထွက်ထားနှစ်၉ခု break ရှိကဏ္ဍဟာသူ့ရဲ့ ရှင်းနေမှာပေါ့ကိုနှစ်ခေါင်းလိုလိုက်ထွက်တယ်သူထွက်တော့မယ်ဘယ်ချိန်မှထွက်လဲဆိုရင်သူ့ရဲ့ဘေးနားလေးမှာဗရိတ်ရှစ်ထွက်တော့မယ်ဒီဗရိတ်ရှစ်ကဏ္ဍလေးထွက်တော့မယ်ဆိုရင်သူ့ရဲ့ဘေးနားလေးမှာလည်းဗရိတ်ရှစ်လိုပဲခဏတယ်အဲဗရိတ်ရှစ်ကဏ္ဍကသူ့ရဲ့ရှေ့နှစ်ကကဏ္ဍပေါ့နော်ဒီခွန်ချောင်းကဗရိတ်ရှစ်ကိုဒီမှာ96ခွန်ဆိုပြီးတော့ခိုင်းပြီးရကြမှာဒီကျွန်တော်တို့ကိုခွန်နဲ့ဆိုတဲ့ကဏ္ဍသူ့ရဲ့ရှေ့ရှစ်နှစ်မြောက်ရှစ်ဗရိတ်ရဲ့ဇောင်းကဏ္ဍလေးသူထည့်တော့တာပေါ့နော်ဒါတကက်ပေါ့နော်ဒုတိယတတိယတကက်ကျွန်တော်ပြောပြမယ်နော်ဒီမှာလည်းကျွန်တော်တို့ သူကနေကိုနှစ်ခွန်နေနှစ်နှစ်ချလိုက်လေးသုံးတက်ဘရိတ်ရှစ်လို့ရိုက်တယ်ဘရိတ်ရှစ်ရဲ့အဆောင်မှာလည်းနှစ်ပါတော့ဘရိတ်ရှစ်လို့ရိုက်တယ်အဲ့နှစ်ပါတော့ဘရိတ်ရှစ်ကလေးကသူရှစ်ရှစ်နှစ်မြောက်ဒီနှစ်ထဲမှာဒါလိုက်ထွက်ရမယ်ပေါ့နော်သူထွက်မယ်ဆိုရင်ဘယ်ချိန်မှာထွက်မလဲဆိုရင်သူ့ရဲ့ဘေးနားလေးမှာလည်းရှေ့ကတိုင်မှာဘရိတ်ရှစ်ကလေးခံထားရမယ်ဘရိတ်ရှစ်အဲ့ဘရိတ်ရှစ်ကနန်းလေးရလည်းသူရှင်နှစ်မှာထွက်ထားတဲ့ဘရိတ်ရှစ်ကနန်းလေးဖြစ်ရမယ်ဆိုတော့ဒီနားလေးမှာသူကညင်နေပေါ့နော်အဲ့တော့ဒီနားလေးမှာညင်နေတဲ့အတွက်ဒီ6တုံညာနှစ်ဆိုတဲ့ကနန်းလေးကိုဒီနားလေးမှာဒါ6တုံညာနှစ်လို့ပဲဒါကျွန်တော်တို့ကတုံညာ6နှစ်လို့ကြိုက်တယ်ပေါ့နော် 36နဲ့632ဒါဒီလိုလေးထူလို့ရတာပေါ့နော်နောက်တစ်ခါကကျွန်တော်တို့ဒါကတော့632 break shift line လေးပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ break break လေး line လေးပေါ့နော်ကျွန်တော်တို့ဒီပြီးကြတဲ့နေ့ကမွေးကွက်ဆိုင်ကြလေးတစ်ခုပြတဲ့အချိန်မှာ break လေးရှိလားလို့မေးတယ်ပေါ့ဒါ break လေး line လေးကျွန်တော်ပြမယ်နော်ဒီကျွန်တော်တို့ဒီနှစ်တည်းမှာတော့ဒါ break to break ထပ်ထားတော့အထူးပြောစရာမလိုတော့ပါဘူးနော်ဒီမှာလည်း break to break လို့ထပ်တယ်ဒီမှာ complete က complete ထပ်တယ်လေး break က၄ break ထပ်တယ်ဒီမှာ complete က complete ထပ်တယ်ဒီနှစ်ထဲမှာဒီမှာ ခွန်မရိတ်ခွန်မရိတ်လေးပရိတ်လေးပရိတ်ဒီမှာခွန်မရိတ်ခွန်မရိတ်ထပ်ထပ်ဒီဒီနှစ်ထပ်မှာလေးပရိတ်ကလေးပရိတ်လို့ထပ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကနှစ်တိုင်းမှာလဲဒါဘရိတ်ထက်ဆိုတာအများအားဒါကစားတယ်ပေါ့နော်ပြီးကြလို့ရှိရင်လဲကျွန်တော်တို့ဒီလေးပရိတ်ကိုရှင်းပြပေးပါလို့ပြောတဲ့အတွက်ကျွန်တော်ပြပေးလိုက်ပါနော်အဲ့တော့ကျွန်တော်တို့ဒီနားလေးမှာလေးထိပ်စီရဲ့ဇောင်းပါပေါ့နော်ခွန်ချက်ခွန်နဲ့ထွက်တာကလေးနာတကြောလုံးမှာဒါ၃ကပ်ပဲရှိရနော်ပထမတက်ကက2003ခုနှစ်မှာထွက်တယ်ပေါ့နော်ဒုတိယတက်ကက်ကကျွန်တော်တို့ဒီ ဒုတိယတက္ကကကျွန်တော်တို့ဒီ2014ခုနှစ်မှာထွက်တယ်တတိယတက္ကကကျွန်တော်2023ခုနှစ်မှာပေါ့နော်ဒီလေးထိပ်စီရဲ့အဆောင်မှာ6ခုနှစ်လို့ထွက်တယ်အဲလေးထိပ်စီကအလေးတိတ်စီကနေရတယ်ဒီဘက်နဲ့ကနေ၈ခုနှစ်ရဲ့အောက်ကိုသူက light ၈ခုနှစ်နှစ်ထဲကို light ထွက်ထားတယ်ပေါ့နော်သူရဲ့ဒီမှာလေးတိတ်စီနဲ့ကနေလေးလေးခွန်ဆိုတဲ့လေးလေးခွန်လေးတိတ်စီနဲ့ရိုက်ထားတယ်အဲလေးတိတ်စီရဲ့အဆောင်မှာ၈ခုနှစ်လို့ရိုက်တယ်အဲလေးလေးခွန်လေးကလည်းဒီဘက်နဲ့ကနေဒီဘက်နဲ့ကို၈ခုနှစ်ရဲ့နှစ်ထဲကိုလေးလေးခွန်ဆိုပြီးတော့ light ထွက်တယ်ပေါ့နော်အဲ့လိုဖြစ်တာကလင်နာတစ်ချောင်းလုံးမှာဒါ၃ကပ်ပဲရှိရနော် အဲ့တော့ထပ်ပြီးတော့ကျွန်တော်မပြောပြတော့ဘူးเนาะဒီလေးထိပ်စီရဲ့ဆောင်မှာ၈ခုနှစ်လို့ထွက်တယ်အဲ့၈ခုနှစ်ရဲ့ဆောင်မြင်းကုန်လေးတစ်နှစ်ကျော်ဆောင်မြင်းကုန်လေးမှာလည်းဒါဘူပတိတ်လို့ထွက်တယ်ပေါ့เนาะလေးထိပ်စီရဲ့ဆောင်မှာ၈ခုနှစ်လို့ထွက်တယ်အဲ့လေးလေးအဲ့လေးထိပ်စီကနေလည်းဒီဘက်နှစ်ကနေဒီဘက်နှစ်ကိုလိုက်ထွက်တယ်အဲ့၈ခုနှစ်ရဲ့ဆောင်မြင်းကုန်လေးမှာလည်းဘူပတိတ်လို့ပဲထွက်တယ်ဘူပတိတ်ရဲ့တပွဲကျော်မှာလည်းဒါလေးပတိတ်ဆိုတဲ့ကနေထွက်တာပေါ့เนาะနောက်တစ်ခါကလည်းဒီမှာကျွန်တော်တို့ဒီ 2013 2014မှာပေါ့နော်ဒီမှာလေးထိပ်စီရဲ့ဇောင်းမှာ၈ခုနှစ်လို့ထွက်တယ်၈ခုနှစ်ရဲ့ဇောင်းမြင့်ကုန်လေးမှာလည်းဒါဘူပရိတ်လို့ထွက်တယ်ပေါ့နော်ဘူပရိတ်ရဲ့တပွဲကြောင့်မှလည်း၄ပရိတ်လို့ထွက်တာပေါ့နော်လေးထိပ်စီရဲ့ဇောင်းမှာ၈ခုနှစ်လို့ထွက်တယ်အဲလေးထိပ်စီနဲ့ကနေလည်းဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်၈ခုနှစ်နဲ့တည်းကိုဒါလိုက်ထွက်တယ်ပေါ့နော်လေးထိပ်စီနဲ့ကနေ၄၃၅၃၄၃၅ဆိုတဲ့ကနေက၃၅လေးဆိုပြီးတော့သူကလိုက်ထွက်တယ်အဲ့နေ့တည်းမှာလေးထိပ်စီရဲ့ဇောင်းမှာ၈ခုနှစ်ရဲ့ဇောင်းမြင့်ကုန်လေးမှာဘူပရိတ်ကနန်းထွက်ထွက်တယ်ပေါ့နော်ဘူပရိတ်ကနန်းရဲ့တပွဲကြောင့်လေးမှာလည်းသူက၄ပရိတ်လို့ပဲသူကလိုက်ထွက်တယ်နော် အဲ့တော့ဒီမှာလဲလေးစိစီကဏ္ဍဖြစ်တဲ့ဒီမှာလေးတက်ခွန်ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုဒါလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်သူကလေးထိပ်စီရဲ့အဆောင်မှာလဲသူရှိနှစ်ကတိုင်းမှာ၈ခွန်နဲ့ဆိုတဲ့ကဏ္ဍရဲ့၈ခွန်နဲ့ရဲ့အဆောင်မြင့်ကုန်လေးမှာဘူပရိတ်လို့ရတယ်နော်ဘူပရိတ်ရဲ့တပွဲချုပ်လေးမှာဒါကျွန်တော်တို့လေးပရိတ်လေးပေးဦးမလားပေါ့နော်ကျွန်တော်ပြောရှင်းမယ်လို့ဒီမှာ၈ခွန်နဲ့လို့ရတယ်သူရဲ့အဆောင်မြင့်ကုန်လေးမှာဘူပရိတ်ဆောင်မြင့်ကုန်တစ်နှစ်ကျော်လေးမှာဘူပရိတ်လို့ရတယ်ဘူပရိတ်ရဲ့တပွဲချုပ်မှာလေးပရိတ်ဒီမှာလဲ၈ခွန်လေးထိပ်စီရဲ့အဆောင်မှာ၈ခွန်နဲ့လို့ရတယ်သူရဲ့ဆောင်မြင့်ကုန်လေးမှာဒီ လူသိစီရဲ့ဇောင်းမြင့်မှာ၈ခုနှစ်လို့ရိုက်တယ်သူရဲ့တပွဲတစ်နှစ်ကျော်ဇောင်းမြင့်ကုန်လီမှာဘူပတိတ်လို့ရိုက်တယ်ဘူပတိတ်ရဲ့တပွဲချုပ်မှာလည်း၄ပတိတ်ပေါ့နော်ဒီမှာဘူပတိတ်ရဲ့တပွဲချုပ်မှာ၄ပတိတ်ဒီမှာလည်းကျွန်တော်တို့၈ခုနှစ်၈ခုနှစ်လို့ရိုက်တယ်ဘူပတိတ်လို့ရိုက်တယ်သူရဲ့တပွဲချုပ်မှာ၄ပတိတ်၈ခုနှစ်လို့ရိုက်တယ်ဘူပတိတ်လို့ရိုက်တယ်သူရဲ့တပွဲချုပ်မှာ၄ပတိတ်ပေါ့နော်၈ခုနှစ်လို့ရိုက်တယ်ဘူပတိတ်လို့ရိုက်တယ်သူရဲ့တပွဲချုပ်မှာဒါ၄ပတိတ်ပေါ့နော်၄ပတိတ်ကလေးနဲ့ဆိုရင်တော့ကျွန်တော်ဒီကနေ့လေးထုတ်ပေးထားတာရှိတယ်ပေါ့နော် ဲ့တော့ကျွန်တော်ဒီကျွန်တော်နှင်းဥမတကူ9လို့ထွက်တယ်တကူ9လို့ထွက်ပြရတယ်သူ့ရဲ့နောက်နေမှာ break ကိုရဲ့ဆောင်မှာ66နှစ်သူ့ရဲ့နောက်နေမှာ break ကိုထွက်တယ် break ကိုရဲ့ဆောင်မှာ66နှစ်ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်ဒီမှာနှင်းဥမတ59လို့ထွက်တယ်သူ့ရဲ့နောက်နေဒါ break ကိုလို့ထွက်မယ် break ကိုရဲ့ဆောင်မှာ66နှစ်ဆိုတဲ့ကဏ္ဍထွက်မယ်ပေါ့နော်ဒီမှာလည်းနှင်းဥမတကူ9လို့ထွက်ထားပြီးဒီဘက်နှစ်ထဲမှာလည်းဒါ break ကိုလေးထွက်ထားပြီးပေါ့နော် break ကိုရဲ့ဆောင်တွေမှာ66နှစ်လေးထိုးဖို့ပေါ့နော်66နှစ်လေးထိုးဖို့ဒီ line နဲ့ဆိုရင်တော့ဒါ break ရှစ်ကနေကျွန်တော်တို့ဒီ break ရဲ့ဆောင်မှာ break ရှစ်လို့ရတယ်သူ့ရဲ့ ကနေရှေ့ရှေ့နဲ့သွားလိုက်အကနန်လိုက်ထွက်တယ်သူထွက်တယ်မှဆိုရင်ဘရိတ်ရှေ့ရဲ့ဘီမှာပဲထွက်တယ်အပရိတ်ရှေ့ကနန်ကသူရှေ့နဲ့ကကနန်ပေါ့နော်နည်းနည်းချလိုက်ဒီမှာဘရိတ်ရှေ့ရဲ့ဆောင်မှာဘရိတ်ရှေ့လိုပဲနှစ်ပါတော့ဘရိတ်ရှေ့လိုထွက်တယ်အဲ့ကနန်ကလည်းရှေ့နဲ့ချအောင်လိုက်ထွက်တယ်သူထွက်မှဆိုရင်လည်းဘရိတ်ရှေ့ရဲ့ဘီမှာပဲထွက်တယ်အပရိတ်ရှေ့ကနန်ကလည်းသူရှေ့နဲ့ကဘရိတ်ရှေ့ကနန်ပေါ့နော်ဒီရမှာနောက်ထပ်ကျွန်တော်တို့နှစ်နှစ်ချလိုက်ဒီမှာ break sheet ရအောင်မှာနှစ်ပါတော့ break sheet လို့ထွက်တယ်။သူကနေ၈နှစ်ရေးလိုက်ပေါ့နော်။ဒီနှစ်ထပ်မှာ break sheet ကနေ6တုံညနဲ့ဆိုတော့ကနေလိုက်ထွက်ရမှာ ူးထွက်မယ်ဆိုလို့ရှိရင်ဒီချိန်မှာတော့အချိန်ကောင်းပါတော့ဘာလို့လဲဆိုရင်ကျွန်တော်တို့သူ့ရဲ့ဘေးနားလေးမှာသူ့ရှိကတ်တမ်း shift key ခံရမယ် shift key ရဲ့အဲ့ shift key ကလေးကလည်းသူ့ရှိနှစ်က shift key ကနေဖြစ်ရမယ်ဆိုတော့ဒီနားလေးမှာ63ညာနှစ်ပေါ့နော် shift key နဲ့ကြိုက်မယ်ဆိုရင်63ညာနှစ်နောက်ကျွန်တော်တို့ဒီဟိုလား၄ပြိတ်မှာကြိုက်မယ်ဆိုရင်တော့ ဒီ line လေးနဲ့ဆိုတော့ break ကိုရအောင်မှာဒါ၄ break နဲ့မှာကြိုက်မယ်ဆိုတော့66နဲ့ click ပေါ့နော်66နဲ့ click ဒါကောင်းနေပေါ့နော်ဒီဒါလေးကတော့ကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက် meta list song ဖိုင်လေးဖြစ်ပါနော်ကျွန်တော်ကအောင်ချမ်းတာဖြစ်ပါခင်ဗျာကျွန်တော်ရဲ့ 3D မိတ်ဆွေများအနေနဲ့ပေါ့နော်ဒီအချိန်တွေ့ share အုပ်ခြင်းနဲ့ data ကွက် share အုပ်ရမယ် line လေးပေါ့နော်ကျွန်တော်ထုတ်ထားတဲ့တိချာကို3ပြည့် on မယ် data ကွက်နဲ့ရန်3ကွက်ရှိပါခင်ဗျာ အဲ့ကနေ့လေးကိုတော့တစ်ချိန်စာကျွန်တော်တို့ငားတာအောင်ယူပါတယ်ဒီ3944 9040 439ကနေလာရောက်ဆက်သွယ်ပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာကျန်တဲ့တနေ့စာကိုတော့63ယူပါတယ်ခင်ဗျာသူက